။စကိုင်းတိုင်းစကိုင်းမြို့နယ်တွေကတိုင်းနယ်ကြီးရွာကိုဒီကနေ့ဇွန်လ9ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကစစ်ကြောင်းထုံးဝင်ရောက်ပြီးနေ40ကျော်ကိုမိရှုဖျက်ဆီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မိရှုခဲ့တဲ့တပ်ဖွဲ့ဝင်တွေဟာစကိုင်းမြို့အခြေဆိုင်တမ33ကဖြစ်ပြီးဒီကနေ့မနက်4:38မိနစ်ကမှာအင်အားတရာခန့်နဲ့ကျေးရွာအတွင်းကိုဝင်ရောက်ဖျက်ဆီးကမနက်6:00ခွဲကမှာပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။ စစ်ကြောင်းကတက်မ33နဲ့ပြန်ဝင်သွားပြီးဂျိမာတွင်ကတော့ရွာလိုင်လိုင်းရဲ့အနောက်ဘက်ခြမ်းပေါ်အင်ဂျီ40ကျော်90ဝန်းကျင်အကုန်မင်းလောင်သွားတယ်လို့ night commander မှတာဝန်ရှိသူတဦးက CJ platform ကိုပြောပါတယ်တိန်နဲ့ဂျိရွာမှာနေ200ခန့်ရှိပြီးစကိုင်းမျိုးနဲ့9မိုင်ခန့်ဝေးကွာပါတယ်ဒေသခံတွေဟာစစ်ကြောင်းဝင်ရောက်မှုကြောင့်ထပ်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရပါတယ်ဒါပြင်မေလ28ရက်ကလည်းစကိုင်းမြို့နယ်အရှေ့မြောက်ချမ်းက ကင်ရွာကို စကောင်စီတပ်တွေဝင်ရောက်မီရှိုခဲ့တာကြောင့်နေ20ခန့်ပျက်စီးခဲ့ရတယ်လို့လဲအဲ့ဒီဒေသခံတွေစီကနေသိရပါတယ်ရှင်